ဒီငရဲလေးကိုကျွန်တော်တို့ကကြည်ကျင်းနဲ့နဲ့ခုံစင်ခဲ့ကြပြီဆိုတော့ပူတယ်ပူတယ်လို့ပြောမိပြနေကျွန်တော်တို့ကအဲ့ဒါကိုခံယူချက်ပေါ်ကိုမခိုင်ပါတာပဲဘောနော်အဲ့လိုပဲကျွန်တော်တို့ကတွေ့တယ်ဆိုတော့ကျွန်တော်တို့ရဲ့ပန်းနိုင်ရတော့နိုင်တဲ့အထိသို့မဟုတ်သေးတဲ့အထိပဲဂလတန်ပို့ရဲ့လူငယ်တဲ့အပြုသမီးကဏ္ဍအင်တာဗျူးစီစဉ်မှာပါဝင်ပေးတဲ့အတွက် ဟိုရှေးဥစွာကျေးဇူးတင်နေဆိုတဲ့အကြောင်းနဲ့မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ဆရာမင်းလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဆိုတော့ဟိုကျမတို့ဆရာမင်းလုံးရဲ့တရားဥပညာကိုအစပြိုးတဲ့ပုံစံလေးကိုကိုကိုမိတ်ဆက်ရင်းနဲ့ဟိုစတင်ပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်ကတော့မင်းတော်ပေါ့နော်လက်ရှိမှာတော့အဲတော်လိုင်းထဲမှာပဲအဲလုံနိုင်တဲ့ကန္နာအနေပြီးတော့လုံနိုင်တာတွေလုံနေတယ်ပေါ့နော်အဓိကလူတွေကျွန်တော်ကိုသိကြတာကြတော့တချင်းရေးတယ်တချင်းဆိုပဲပေါ့နော်အဲတော်တော်များများသိတာဆိုရင်ဒါ generation ဆိုတဲ့တချင်းပေါ့နော် အဲ့ဒီချင်းနဲ့ပြီးကြတာရှိတယ်အမပြောသလိုပေါ့နော်အမှုပညာဆိုတဲ့သကလုံးကြီးနဲ့တော့ကိုကိုကိုတော့မတုံးရဲဘူးပေါ့နော်အဲဒါပေမဲ့ကျွန်တော်တို့စပြီးတော့ဒီ music စလုပ်တဲ့အချိန်ကတော့ဒီ2018ပေါ့နော်အဲ့ဒီပတ်ချာလဲကျွန်တော်အသက်16-18ပေါ့နော်အဲ့ဝင်းကျင်လောက်ကနေစပြီးတော့ music စလုပ်ဖြစ်တယ်ကိုလုပ်ကျင်နေကိုဝါသနာပါတဲ့ဒီ music ကိုကိုတနိုင်တစ်ပိုင်းလုပ်တယ်ဆိုတဲ့ဟာမျိုးလောက်နေပဲစလုပ်ဖြစ်တယ်ပေါ့နောက်ပိုင်းကျတော့ဒီအာနာသိမ့်မှုတွေဖြစ်လာပြီးတော့ကျွန်တော်တို့ဆန္ဒပြပါညာနဲ့ ထောင်ကျတန်းကြတွေပေါ့နော်ကျွန်တော်တို့လည်းဖြစ်ခဲ့ပြီးတော့အဲ့နဲ့ပြန်ထွက်လာတဲ့အချိန်မှာဒီခေအခြေအနေအရဖန်တီးဖို့ဖြစ်လာတဲ့အဲ့ဒီသချင်းတစ်ပုဒ်ကိုကျွန်တော်အရင်ကလုပ်နေကြတိုင်းပဲအဲကိုကိုစိတ်ထဲမှာရှိတဲ့အရာတစ်ခုအ dung ရဲ့တယောက် music လုပ်နေတဲ့လူငယ်တယောက်အထူးသဖြင့်ဒီ rap music ကိုလုပ်နေတဲ့လူတယောက်နေနဲ့ဒီပွလင်းလွတ်လပ်စွာနဲ့ပေါ့နော်အချိန်လေးကိုထင်ဟပ်မယ်လို့လဲကိုကိုကိုယူဆပြီးတဲ့ဒီအကြောင်းအရာတစ်ခုတည်ပြီးတော့အာလုတ်ဖြစ်ရတာနေဒါနည်းနည်းကြီးထွားသွားပြီးတော့လူတွေတတိထားပြီးသွားတယ်ပေါ့နော်အဲ့အိနာလောက်အနေနဲ့ ဟိုအခုမင်းလုံဆိုတဲ့ဟာမျိုးလူတွေဟိုတိလာတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆိုတော့ဟိုဆရာဒီတော်လှန်ရေးကာလအတွင်းမှာဆရာရဲ့ဒီအမှုပညာဖန်တီးမှုတွေကနေတဆင့်ပေါ့နော်ဟိုဘယ်လိုယက်တီချက်တွေကိုအတိကဟိုထုတ်ဖော်ပြီးတော့ပြသကျင်တာလဲပေါ့လေဒီလိုယက်တီချက်တွေကိုပုံဖော်တဲ့အခါမှာရောဆရာအနေနဲ့ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရပါသလဲရှင်ပထမဆုံးပေါ့နော်ကျွန်တော်တို့ကဘယ်လိုယက်တီချက်နဲ့ဒီအမှုပညာတွေကိုထုတ်လဲဆိုတော့ ျွန်တော်တို့ဖန်တီးတဲ့တချင်းလေး music တွေလူငယ်တယောက်အနေနဲ့ဟိုအချစ်တချင်းကောင်းကောင်းလေးတို့အဲ့လိုပျော်ရွှင်စရာတို့အဲ့လိုမျိုးတွေကျွန်တော်တချင်းတွေထဲမှာတိတ်တူရလေးရှိမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ရဲ့ဒီအမှုပြင်ကပဲထားပါတော့ဒီဖန်တီးမှုတွေထဲမှာတက်တဲ့ဖြတ်တဲ့အကြောင်းတွေမှောင်နေတဲ့အကြောင်းတွေအမှောင်အမှောင်ကဘာထဲမှာရောက်နေတဲ့အကြောင်းတွေတွေးထွက်တန်ယူဖြစ်နေတဲ့အကြောင်းတွေဒီတွေးတန်ရဲရဲနဲ့ဒီဥဒွင်းကလီစာတွေထွက်ကြနေတဲ့အရသာမျိုးတွေအဲ့လိုပုံစံတွေပဲညားရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ ပြနေတဲ့ကျွန်တော်တို့អော်နေတဲ့အရာပါလဲဆိုကျွန်တော်တို့ဓာတ်ရီဖြစ်နေတယ်ပေါ့ကျွန်တော်အရင်တခါလဲဟိုတခါတော့ interview interview တခုမှပြောမှုရယ်ပေါ့เนาะကျွန်တော်တို့ဒီနောက်ပိုင်း music လုပ်နေတဲ့ဒီ online တွေကလူငယ်တော်တော်များများရဲ့တချင်းတွေကဟိုအမှုပညာဟိုဒီဖြောဖြေးရေးမဟုတ်တော့ဖြောဖြေးရေးဆိုတဲ့ဟာကိုအရင်မသွားတော့ဘဲနဲ့ဟိုဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ကတမိုင်းကို record လုပ်ထားတယ်လို့ဖြစ်နေတာပေါ့เนาะကျွန်တော်တို့တချင်းတွေကိုနောင်လာမဲ့ generation music တွေကနားထောင်လို့ရှိရင်ကျွန်တော်တို့ဘာတွေဖြတ်တန်းခဲ့တယ်ဆိုတာကို တို့သိနိုင်မယ်ပေါ့ဒါတွေအမှတ်တမ်းဖြစ်နေကျွန်တော်တို့ခြံထားလို့ရခဲ့တဲ့လောက်ကျွန်တော်တို့ရဲ့ legacy အနေနဲ့ကျွန်တော်တို့ခြံထားခဲ့တယ်ဒါတွေကိုကြည့်ပြီးတော့ဒီတချင်းတွေကိုနားထောင်ပြီးတော့ကျွန်တော်တို့ဘာတွေဖြတ်တန်းခဲ့တယ်ဆိုတော့တို့သိနိုင်မယ်ပေါ့နော်ဒါဒီဟာတွေဒါတွေဒီဒါတွေအတိတ်ကပေါ့ဆိုတော့လက်ရှိကာလမှာကျတော့ကျွန်တော်တို့ကကျွန်တော်တို့လုပ်နိုင်တဲ့ကျွန်တော်တို့ပေးနိုင်တဲ့ရှိသမျှအရာအားလုံးပေါ့နော်ကျွန်တော်တို့ပုံပေးပြီးတော့ဒီတော်လိုင်းမှာပါဝင်တဲ့လောက်ကင်နေတယ်ဒါပေမဲ့အပြီးပွင့်နေတော့ကျွန်တော်တို့စားရဖို့ဆိုတာတိတ်မသေးကြဘူးကျွန်တော်တို့မျိုးဆက်ကလေဆိုတော့ကျွန်တော်တို့မျိုးဆက်ကတော့ဒါပြီးကိုစိုက်ပြိုးတဲ့ မျိုးဆက်ပေါ့နော်အဲဆိုတော့ဒီအသေးပွင့်ကိုစားသုံးမဲ့နောင်လာနောင်မျိုးဆက်တွေကကျွန်တော်တို့လုပ်ခဲ့တဲ့အရာတစ်ခုကိုတို့တို့ဒီတချင်းတွေဒီအလုပ်ပညာထုတ်ကုန်တွေဒါကျွန်တော် music လုပ်တဲ့သူမှမဟုတ်ပေါ့နော်ပကြီဆွဲတဲ့သူဆိုလည်းသူပကြီထဲကနေတဆင့်ဟိုရုပ်ရှင်ရိုက်တဲ့သူဆိုလည်းသူရုပ်ရှင်ရိုက်သူ့ရဲ့ရုပ်ရှင်တွေကတဆင့်ပေါ့တန်လေမြင်ကွင်းလေခေအခြေအနေကိုသူတို့မြင်နိုင်မယ်သူတို့ကြားနိုင်မယ်သူတို့ခံစားနိုင်မယ်ဆိုရင်သူတို့ရထားတဲ့အပြီးပွင့်တွေကလွယ်လွယ်ကူကူဖြစ်ခဲ့တာမဟုတ်ဘူးဆိုတာကိုသူတို့နားလည်လက်ခံမယ်ဆိုရင်စိတ်စေတနာပေါ့နော်အဲ့ဒီအဲ့ဒီ ခိုင်ချက်တွေနဲ့ပဲကျွန်တော်တို့ဒီဟာတွေကိုလုပ်ဖြစ်နေတာပေါ့အာဘလို့ခက်ခဲတွေရှိလဲဆိုတော့ဟိုနှစ်ချက်ပေါ့နော်စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာပေါ့ရုပ်ပိုင်းဆိုင်ရာအရာကျွန်တော်တို့ထားပေါ်တော့ပြောဥပမာပြပြရင်မြင်သာရမြင်သာအောင်ဥပမာပေးရမယ်ဆိုโอเคကျွန်တော် music လုပ်တဲ့သူအဲဒီလိုအခြေအနေတစ်ခုမှာကျွန်တော်အချင်းလုပ်ကျင်တယ်ဟိုဘယ်မှာလဲ music instrument တွေဘယ်မှာလဲ studio စသဖြင့်ပေါ့နော်ဒီလို physical အခက်ခဲတွေအားစပေါ့ဒါမြင်သာတဲ့ဟာလေးတွေကိုပြောပြတာပေါ့နော်တချို့ကျွန်တော်တို့အာလောက်ရတဲ့အပိုင်းတွေမှာဆိုရင်ဒါလွတ်လွတ်လပ်လပ်မရှိတဲ့ ခြေနေတွေအခက်ခဲတွေဟိုပစ္စည်းပစ္စည်းအားအခက်ခဲတွေအချိန်ငွေနေရာအများကြီးပါပဲပေါ့နော်ဒါတွေကတော်လိုင်းထဲမှာလူပြင်ရလုပ်နေတဲ့လူတိုင်းကြုံနေရတဲ့အခက်ခဲတွေပါပဲဆိုတော့နောက်တစ်ခုကစိတ်ပိုင်းဆိုင်ရာပေါ့နော်စိတ်ပိုင်းဆိုင်ရာကျတော့ဘာလဲဆိုတော့ကျွန်တော်တို့အသက်အရွယ်မှာတကယ်ရပြဖြစ်တင်တာ20ကျော်ဆိုတဲ့အသက်အရွယ်တစ်ခုကကျွန်တော်တို့တချင်းတွေလောက်ကြမယ်ဆိုရင်အဲ့လိုကောင်မလေးကဘယ်လောက်လှလဲဆိုတဲ့အကြောင်းတွေအချစ်ဆိုဒီမှာဆိုတဲ့အကြောင်းတွေ ဒါတွေကျွန်တော်တို့ဆိုသိရေးတင်တာဗျာဒါတွေကျွန်တော်တို့ present present လုပ်တင်တာပေါ့နော်ဘာလို့ဆိုကျွန်တော်တို့ရဲ့ဖြတ်တမ်းမှုအတွေ့အကြုံရပေါ့အခုကဘာဖြစ်နေလဲဆိုကျွန်တော်တို့နေဆက်သူကကျွန်တော်တို့မနဲ့ထလာတဲ့ဟိုတစ်ချက် new fit တစ်ချက်ကြီးလိုက်တယ်ဟာဟိုမှာတော့ဘာလို့သေးပြန်ပြီဒါစကားစားဘယ်နေရာပုံကျဲလိုက်လို့အကလေးတွေရောအူတွေထွက်ဒီလောက်ခေါင်းတွေပြက်ပြီးတော့အာကိုဘယ်တရင်ကကိုဘောတာဘယ်ကောင်ကတော့ကြာသွားပြန်ပြီဘယ်ရဲဘောတော့ကြာသွားပြန်ပြီဘယ်ရဲဘောတော့ဖမ်းခံလိုက်ရပြန်ပြီဆိုတော့တနေ့တနေ့ဒီမယိုးနိုင်တော့ မပြီးဆုံးနိုင်တော့အနိဋ္ဌာယုံတွေဒီအနာတရတွေနဲ့ပဲကျွန်တော်တို့ကနိုးထလာတယ်ညအိမ်လည်းဒီအိမ်မဆိုးတွေနဲ့ပဲကျွန်တော်တို့အိပ်ရတယ်ဟိုဟိုအဲ့လိုမျိုးတွေနဲ့ပဲပြည့်နေတဲ့အခြေအနေတစ်ခုမှာကျွန်တော်တို့မှာစဉ်သက်ကြည်လင်တော့အမှုပညာထုတ်ကုန်တစ်ခုကိုထုတ်နိုင်ဖို့ဆိုတာကတော်တော်ကြီးကိုမလွယ်တော့တဲ့ကိစ္စပေါ့နော်အဲ့ဒါကြောင့်လဲကျွန်တော်တို့ထုတ်သမျှအမှုပညာထုတ်ကုန်တိုင်းမှာစစ်ရဲ့စစ်ပွဲရဲ့အနိဋ္ဌာယုံနဲ့ကျင်းလွတ်တဲ့အကြောင်းအရာတွေမရှိသလောက်ပဲဥပမာအခြေသချင်းဆိုရင်တော့မှသားပေါ်တော့ အခြေရေကဘာကြီးကပြက်နေပြီပေါ့နော်ငါတို့ဘာဆက်လုပ်ကြမလဲဆိုတော့ပုံစံမျိုးတွေအမှုပြင်ကထုတ်ပုံတွေကိုခံစားမဲ့ audience ရဲ့အမြင်ပါပါကျွန်တော်တို့ကကြီးလိုက်တိုင်းရဲနဲ့စိတ်မချမ်းကြည့်စရာစိတ်ညစ်စရာဟိုစိတ်ဒဏ်ရာကိုပို့ပြီးတော့ပေးမဲ့ဟာမျိုးတွေပဲများလာတဲ့ခါဆိုတော့အမှန်တော့ကျွန်တော်တို့လည်းဒါတွေမလုပ်ကျင်တော့ကျွန်တော်လည်းတော့ပင်ပန်းနေဒါမဲ့လည်းကျွန်တော်တို့ okay music တစ်ခုဖန်ပြီးမှထားပါတော့ချင်းတစ်ပုတ်အစာရေးမယ်ဆိုပြီးတဲလိုက်တာနဲ့စစချင်းဖြစ်လာတာကျွန်တော်တို့တပုံဆိုရဲသကလုံးတွေအကျန်းဖက်ဆိုရဲသကလုံးတွေ ဟိုတက်ဖြက်ဆိုတဲ့သကလုံးတွေအဲ့ဒီသကလုံးတွေကပဲကျွန်တော်တို့ရဲ့နားရဲတဲ့နားရည်တဲ့ကျွန်တော်တို့ရဲ့အုံနောက်တွေနှလုံးသားတွေထဲမှာစီးဝင်နေတော့ဒီအကြောင်းအရာကနေကျွန်တော်တို့ဘယ်လိုမှသွေဖယ်ပြီးတော့ဘာမှခံတီးလို့မရတဲ့အခြေအနေပေါ့ ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့ဒီတွန်လိုင်းရေးကာလအလွန်မှာပေါ့နော်ဆရာမျောလင့်ထားတဲ့ဒီမြန်မာနိုင်ငံရဲ့ဟိုပုံစံကဘယ်လိုများဖြစ်မလဲပေါ့နော်ဆိုတော့အဲ့ဒီဆရာမျောလင့်ထားတဲ့မြန်မာနိုင်ငံရဲ့ပုံစံသစ်မှာရောဒီအမှုပညာနဲ့အမှုပညာရှင်တွေရဲ့အခန်းကဏ္ဍကိုရောဆရာဘယ်လိုများမြင်မြင်ချင်လဲပေါ့လေဘသူမဆိုလူသားတူဦးရဲ့ဖြစ်ရုပ်ဖြစ်စဉ် evolve evolve ဖြစ်ရမယ်အားလုံးစနစ်တကျကြီးကျင်းခွင့်ရစေခြင်းလဲဆယ်ကျော်သက်ဆိုဆယ်ကျော်သက်အလျောက်အမှားတွေလည်းလုပ်မယ်โอเคချကောင်းတာလည်းရှိမယ်မကောင်းတာလည်းရှိမယ် 20ကျော်ဆို20ကျော်နဲ့ကိုက်ညီတဲ့အလွဲတွေရှိမယ်အမားတွေရှိမယ်ဟိုကောင်းတာတွေလည်းနည်းနည်းနည်းရှိမယ်30ကျော်နဲ့30ကျော်လေအဲ့လိုစသဖြင့်ပေါ့နော်သူ့အသက်အရွယ်နဲ့ကိုက်ညီတဲ့သူ့ရဲ့ဝင်ထုတ်ဝင်ပိုးတွေသူ့ရဲ့တကူစားအတ္တတွေတကူစားမာနတွေတကူစားအလွဲတွေတကူစားအမားတွေအပြစ်တွေနဲ့အဲ့လိုစနစ်တကျလေးပေါ့နော် evolve ဖြစ်စေခြင်းလေပေါ့နော်နောက်တစ်ခုကဒီနိုင်ငံတကူကဘလောက်ထိဟိုဖွံ့ဖြိုးတိုးတက်နေတယ်ဆိုတာကိုကြည့်သိရဖို့တော့ဒီအမှုပညာပေါ်မှာတို့တို့ဘလောက်ထိ တန်ဖိုးထားတယ်ဒီအမှုပညာရက်တွေပေါ်မှာဘယ်လောက်ထိသူတို့ဟိုတိဆောက်ထားတယ်ဆိုတဲ့ဟာတွေကိုကြည်ချင်းအပြင်ကျွန်တော်တို့ကဒီနိုင်ငံတစ်ခုရဲ့ရည်ချင်းပေါ့အများကြီးခံမှန်းလို့ရတယ်လေနော်ဆိုတော့အဲ့အချက်တစ်ခုတည်းနဲ့ဒီဒီအမှုပညာကဏ္ဍကဘယ်လောက်ရေးပါလဲဆိုတော့အားလုံးလည်းသိတယ်အခုလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံရေကားနေထွက်လာတဲ့အမှုပညာဆိုတဲ့ထုတ်ကုန်တွေကြည့်ရင်အားလုံးသိတဲ့အတိုင်းပဲတကယ်ကိုစိတ်ပြတ်ဖို့ကောင်းတဲ့ရုပ်ရှင်ဆိုရင်ရုပ်ရှင်ပြောက် music ဆိုရင်လည်း music အလျောက်ပေါ့မြန်မာနိုင်ငံမှာရှိတဲ့ music industry ကဏ္ဍပေါင်းစုံဒီအမှုပညာကဏ္ဍပေါင်းစုံက လုံးဝပျက်စီးသွားတာကျွန်တော်အဲ့လိုပဲပြောရတော့မှာပဲပေါ့နော်လုံးဝပျက်စီးသွားအဲ့ဒီဈာထဲမှာဟိုတကယ်အရေးကြီးပြေးသွားတဲ့ artist တွေမပေါ်လာဘူးလားနောက်ဒီ generation အသက်တွေမရှိဘူးလားဆိုတော့မဟုတ်ရှိတယ်ဒါပေမဲ့တရာမှာ99ယောက်လောက်ကပြရမလားငပေါ်ဖြစ်နေတဲ့အချိန်မှာကျန်တဲ့တယောက်ကဘလောက်ပဲဟိုကောင်းခြင်းကောင်းခြင်းဒီ99ယောက်ကိုသူလွန်ဆန်ဖို့ခက်နေမယ်နော်အဲ့အဲ့ဥပမာတိုင်းပေါ့ဆိုတော့ကျွန်တော်နိုင်ငံတော့လုံးဝရရမရှိတဲ့အခြေအနေဖြစ်သွားပြီပေါ့ဒီအမှုပြင်ရာ န္ဓာမှာတော့ဆိုတော့နောက်လာမယ့်အနာဂတ်မြန်မာနိုင်ငံတော့ဗောနော်အဲ့ဒီအခြေအနေမှာတော့ကျွန်တော်တို့မျောလင့်တယ်ဒီကလေးငယ်လေးတယောက်ကနေအရွယ်ကနေစပြီးတော့ဒီမူလာတန်းဆိုမူလာတန်းလျောက်အလေတန်းဆိုအလေတန်းလျောက်အမှုပညာရင်ကျင်းမှုတွေဒီ art နဲ့သက်ဆိုင်တဲ့ဟောအတွေးခေါ်တွေ ideology တွေအများကြီးကျွန်တော်တို့မျောလင့်တယ်ဗောနော်ဒီအရာတွေကကျွန်တော်တို့ရဲ့စိတ်နှလုံးသားစိတ်ဝိညာဉ်တွေအပေါ်မှာဒီ art ကအများကြီးအလုတ်လုံနိုင်စွာရှိတယ်ဆိုတော့ကျွန်တော်တို့ယုံကြည်တယ်ဗောနော်မျောလင့် သိကူးရင်ထားတယ်ပေါ့အဲ့လိုပဲပြောမှာပေါ့ဟုတ်ကဲ့ပါဆိုတော့အာဒီဆရာရဲ့ဒီတော်လှန်ရေးကာလအတွင်းမှာပေါ့နော်ဆရာရဲ့အာအမှုပညာလမ်းကြောင်းလှုပ်ရှားမှုနဲ့အာဒီအခြားသောဒီတော်လှန်ရေးအမှုပညာရှင်တွေနဲ့ပူးပေါင်းပြီးတော့မှလှုပ်ဆောင်တဲ့အခါမှာရင်ဆိုင်ရတဲ့ဟိုအဓိကစိန်ခေါ်မှုဆိုရင်ရောဘာဖြစ်မလဲပေါ့ဒီစိန်ခေါ်မှုတွေရင်ဆိုင်တဲ့အခါမှာရောဆရာအနေနဲ့ဘယ်လိုတွေရင်ဆိုင်ကြောကြောလွှားလဲဆိုတာလေးကိုလည်းဆရာရဲ့အတွေ့အကြုံလေးမျှဝေပေးပါအောင်ရှင်ကျွန်တော်ကျွန်တော်တဘူဇာအနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်ဒီ မယ်မျိုးလေးတစ်မျိုးမှာကြည်ပြင်းလာတဲ့တိုင်းသားတယောက်ပေါ့နော်ကိုကြီးတိုင်းသားတယောက်ပေါ့ကျွန်တော်ဒီအာနာသိမ့်မှုမဖြစ်ခင်ထိကျွန်တော်ကျွန်တော်မျိုးကနေပြီးတော့ကျွန်တော်ဘဲမှမရောက်ဘူးဘဲနေရာမှရန်ကုန်မန်းလေးဆိုအဝေးပဲမရောက်ဘူးအဲ့နေရာမှာရှိတဲ့လူတွေနဲ့လည်းကျွန်တော်ထိတွေ့ဆက်ဆံအလုပ်လုပ်ဖို့ဆိုတာအဝေးပဲဒါပေမဲ့ဒီအာနာသိမ့်မှုဖြစ်ပြီးဒီနောက်ပိုင်းခက်ကပေးတဲ့အခြေအနေအကျကျွန်တော်ဒီဖက်ကိုရောက်လာတယ် တနေရာပေါ့နော်နယ်စပ်တနေရာကိုရောက်လာတယ်ဒီနေရာမှာဆိုရင်ဗျာဒီတနိုင်ငံလုံးမှာရှိတဲ့ရန်ကုန်ကလူတွေလည်းရှိမယ်မန်လေးဘာညာလို့ထင်ပြီးရနေရာလူတွေလည်းရှိမယ်အဲ့မှာပညာရှင်တွေဘောင်းလုံးပေါ့နော်ရုပ်ရှင်တွေပဲနဲ့ပတ်သက်တဲ့လူတွေဆိုရုပ်ရှင်တွေပဲ live music နဲ့ပတ်သက်တဲ့လူဆိုရင်တကယ်ဒီ music ကျောင်းတွေကနေပြီးတော့တေချာစနစ်တကျနဲ့ပေါ့နော် education ကောင်းကောင်းနဲ့သူတို့ဒီရောက်လာတဲ့လူတွေပေါ့နော်အဲ့လိုလူတွေဒီ online ထဲပါလာတော့လဲကျွန်တော်တို့ကအများကြီးဂုဏ်ယူရကြဒါပေမဲ့တစ်ခါကကြတော့ဒီလိုလူတွေနဲ့ကျွန်တော်တို့ထိတွေ့ပြီးအလုပ်လုပ်ရတဲ့အချိန်မှာ အခက်ခဲရပါလဲဆိုတော့ဟိုကျွန်တော်တို့ကတို့ရဲ့တို့နဲ့အလုပ်လုပ်ရတဲ့ခါတိုင်းမှာဟိုဝင်ပြီးတို့တော့ဖြစ်တာပေါ့အဲဝင်ပြီးတို့ဖြစ်တယ်ဆိုတော့ခုနကကျွန်တော်တို့ကြတော့စနစ်တကျနဲ့ဒီ music ဆိုရအရာကြီးကိုသင်ကြားလာတယ်သူတွေမဟုတ်ဘူးဒီလိုပဲဖျားเจ้าကနေဟိုတစဒီတစနားထောင်နေတဲ့ music တွေကနေဟိုတစဒီတစပြီးကိုယ်တငယ်ချင်းဂီတာတီးတဲ့ကောင်လေးဆင်းကနေဂီတာတီးတဲ့လဲတော့တီးလို့တီးတဲ့ပီယာနိုတီးတဲ့ကောင်လေးဆင်းနေပီယာနိုစသဖြင့်ပေါ့နော်ဟိုလိုလိုဒီလိုလိုဒီလိုလိုဟိုလိုလိုနဲ့မြင်စရာကြားစရာတွေနဲ့ပဲကြီးမြင့်လာတယ်ကျွန်တော်တို့အတွက်ကြတော့ဒီလိုစနစ်တကျနဲ့ academically ပေါ့နော် တင်ယူလာတဲ့လူတွေနဲ့ကြတော့ကျွန်တော်တို့မှာ art form တစ်ခု art work တစ်ခုကိုဖန်တီးဖို့အတွက်ကျွန်တော်တို့မှာမတူမီတဲ့ရှုပ်ဆောင်တွေအများကြီးရှိတယ်။အဲ့လိုနေရာတွေမှာတော့ကျွန်တော်တို့မှာအများကြီးချိန်စားတာတွေရှိတာပေါ့နော်။စကားပြောတဲ့အပိုင်းတွေညီနိုင်တိုင်နေရတဲ့အပိုင်းတွေအဲ့ဒါတွေလည်းအများကြီးရှိတယ်ပေါ့။ဆိုတော့ဒါပေမဲ့အဓိကပါလဲဆိုတော့သူတို့ဘလောက်ပဲကျွန်တော်တို့မှာနောက်ခံ background တွေမတူညီပါစေ၊ကြီးပြင်းလာတဲ့အဝန်အဝိုင်းတွေကွဲပြားနေပါစေ၊လူမျိုးတွေဘာသာတွေယဉ်ကျေးမှုတွေဘလောက်ပဲမတူညီနေပါစေကျွန်တော်တို့ရဲ့ပန်းနိုင်ကတော့ ီတော်လန်ရေးဆိုရဲဒီခေါင်းစဉ်အောက်တစ်ခုထဲမှာပဲရှိတဲ့အခါကျတော့ဘာပဲဘလို့ပြဿနာဘလို့ခက်ခဲပဲရှိရှိပေါ့နော်ကျွန်တော်တို့တန်တန်ပင်ပင်နဲ့ဟိုအောင်အောင်မြင်မြင်နဲ့တော့လောက်ကန်ဖြစ်တာများတယ်ပေါ့နော်တော့ကတော့ကစားတယ်ဆိုတော့ဒါလူဖွဲ့စည်းမှာအထူးမှမထူးဆန်းတာကတော့အဲလူဆိုတာလူကိုကိုကိုတော့တယောက်တည်းတောင်မှကိုစိတ်ကမနဲ့နဲ့နေလေမတူးလေနော်ပြောင်းလဲတွေရှိတတ်တယ်ပြီးတော့အနေအမြတ်တက်ကြတယ်ရှိတယ်ဟိုဒီကာလဆိုပုံဆိုးတာပေါ့စိတ်အတက်ကြတယ်ညံကြတဲ့ကာလတွေဆိုစိတ်တွေပုံမှန်မဟုတ်တဲ့အခြေအနေမှာပြက်တနာဆိုတာတော့အနေနဲ့များလို့ရှိကြတာပါ ယ်နော်ဒါပေမဲ့အဲ့ဒီဟာတွေကိုကျွန်တော်တို့အဓိကမထားဘဲနဲ့အဲကျွန်တော်တို့လုံအောင်မဲ့အလုပ်တွေဟိုအောင်အောင်မြင်လေးနဲ့နည်းနည်းဆန်းဆန်းပြီးဆန်းပြီးဆုံးဖို့အတွက်ဟိုငင်းခုံတဲ့လည်းငင်းခေါ်ရတာပဲရံဖြစ်တဲ့လည်းရံဖြစ်ရတာပဲဒါပေမဲ့ကျွန်တော်တို့ရံဖြစ်တယ်ဆိုတာရံသူတွေမဟုတ်ဘူးလေနော် ဆိုတော့အဲ့အဲ့အဲ့လိုနဲ့ပဲအဲ့စိတ်တွေနဲ့ပဲကျွန်တော်တို့ကြော်ဖြတ်တယ်ရလက်ကောင်းတယ်လဲကျွန်တော်တို့အများကြီးဒီကာလမှာတွေ့ရပါတယ်ကဲပါကျေးဇူးတင်ပါတယ်ဆိုတော့ဒါကတော့ဆရာရဲ့ဒီအမှုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့မှဒေါ်လိုင်းရေးမှာဆရာရဲ့ပါဝင်မှုတွေကိုကျွန်တော်တို့ဟိုတစေတဆောင်းပေါ့နော်ဒါမေးမြန်းဆွေးနွေးသွားတာဖြစ်ပါတယ်ဆိုတော့အခုချိန်မှာတော့လူငယ်နဲ့အမျိုးသမီးရဲ့ကဏ္ဍတွေကိုကျွန်မအနေငယ်ဟိုမေးမြန်းသွားချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီဒေါ်လိုင်းရေးမှာအဓိကအဖြစ်ဟိုလူငယ်တွေကနေပြီးတော့မှကဏ္ဍမျိုးစုံမှာပါဝင်နေတာကိုတွေ့ရတယ်ဆိုတဲ့အခါကျတော့ဆရာအနေနဲ့ဒီ ီတော်လှန်ရေးမှာလူငယ်နဲ့အမျိုးသမီးတွေရဲ့ဥဆောင်ပါဝင်မှု အပိုင်းကိုပေါ့နော်ဘယ်လိုမျိုးရှုမြင် သုံးသပ်တယ်လဲပေါ့လေသူတို့ရဲ့ဥဆောင်ပါဝင်မှုသူတို့ရဲ့အခန်းကဏ္ဍတွေကရောဟိုကျမတို့ရဲ့အနာဂတ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာဘယ်လိုမျိုးသက်ရောက်နိုင်တယ်လို့ဆရာသုံးသပ်ပါတယ်လေရှင်အရှိတိုင်းမြင်ကြည့်လိုက်မယ်ဆိုရင်လည်းဗျာဒီတော်လိုင်းအောင်ဖို့အတွက်အဖြေရပါတယ်ဆိုစစ်ပွဲအောင်မှဖြစ်ပါ โอเคไอ้ชิปွဲมาตะเกเฉิดมาต่ายเนี่ยล่ะบดุฤเลยสมยอกจ้าฤดาใบแม้ไอ้ยอกจ้าฤเนี่ยนอกมาตรุโกทอดปุกุมีแม้ปารมีชิบัดฉิดาเนี่ยไม่ฉิดาเนี่ยอันตรายกว่าอ่าพี่ก็กบามาสนแล้วโหลบาเว้ยตะเกตุตะไมดิกบาตะไมนี้โหลเปียงแล้วปิดไหนเกเรปัญญาရှင်ฤเนี่ยอเนเนี่ยยะยะกะวะเนาะပညာရှင်တွေခန္ဓာအသီးသီးကအဲ့ပညာရှင်တွေရဲ့နောက်ပွဲမှာလဲသူတို့ကိုဖေးမကူကြီးတဲ့အမျိုးသမီးတွေက ိနေတာပဲ။ကန်းကျွမ်းပြီကျွမ်းကိုင်းပြီပဲ။ကဘာကြီးကိုပြောင်းလဲပြစ်နိုင်တာဒီဒီယောက်ျားတွေပဲ။ဒါပေမဲ့ဒီယောက်ျားတွေကိုပြောင်းလဲပြစ်နိုင်တာဒီဒီအမျိုးသမီးတွေပဲ။ဆိုတော့ဘလို့မှကျွန်တော်တို့ရဲ့ဒီချိတ်ဆက်မှုဆက်နွယ်ထားမှုပေါ့နော်ဒါဖရာပဲကျွန်တော်တို့သတ်မှတ်သေးထားတယ်ပဲပြောပြော။သဘာဝတရားကြီးပဲကျွန်တော်တို့ဒီလိုဖြစ်ရမယ်လို့သတ်မှတ်ထားတာပဲပြောပြော။ဒါကျွန်တော်ငင်းလို့မရတဲ့အမှန်တရားပဲပေါ့နော်။ဒီတော်လန်ရေးကာလမှာလည်းကြီးနိုင်မယ်ဆိုရင်ကျွန်တော်တို့မှအမျိုးသားအမျိုးသမီးဆိုပြီးတော့ကျွန်တော်မမြင်ဘူး။နောက်ထပ်ဒီဟို LGBT ဆိုရဲကိစ္စလေးပေါ့နော်။အဲ့ဒါကြီးကိုကျွန်တော်တို့က အဲ့လိုမမြင်တော့မိမမင်းဘာဖြစ်ဖြစ်ညာဖြစ်ဖြစ်ရောက်ကြပြီမိမဖြစ်ဖြစ်အာသိရမလား LGBTQ+ ဘာညာဖြစ်ဖြစ်အဓိကမင်းရဲ့တော်လိုင်းခံချက်ကဘာလဲဟုတ်မင်းရဲ့တော်တော်လိုင်းခံချက်ကောင်းနေတယ်မိုက်နေတယ်အထာကျနေတယ်ဆိုငါတို့နဲ့ပေါင်းလို့ရတယ်ဆိုတော့ရှုတော့နေပဲကျွန်တော်တို့ရှုမြင်ဖြစ်တာများတယ်ပေါ့တော်လိုင်းအပေါ်မှာသူထားတဲ့သူ့ရဲ့ခံချက်နဲ့သူ့ရဲ့လုံဆောင်ရည်အဲ့ဒါတွေကဒါကျွန်တော်တို့အတွက်အဓိကပဲဆိုတော့ဒီနောက်ပိုင်းမှာပို့ပြီးတော့ပြီးတာလာတယ်ပေါ့နော်ထုံပြီးတော့ပြန်ပြောရမယ်ဆိုတော့ ဒီအမျိုးသမီးတွေကပါဝင်နိုင်စွမ်းတွေဟာလည်းအမျိုးသားထက်မများရင်တောင်မှအမျိုးသားလောက်တော့မနှဲဘူးလို့တော့ကျွန်တော်ခြုံပြီးတော့ပဲပြောချင်တယ်ပေါ့ယောက်ျားတယောက်ဘယ်တော့ပဲတန်မာနေရပြောပြောဘယ်တော့ပဲမိုက်နေရပဲပြောပြောသူချစ်တဲ့သူကောင်မဒေနာရောက်ရင်တော့ကလေးတယောက်ကိုဖြစ်သွားတာပဲလीနော်ဆိုတော့တော့ဒီလောက်ဆိုမြင်လာမယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ဟိုကျွန်တော်တို့တီတော်လှန်ရေးမှာ ဟိုကျွန်တော်တို့ဒီတော်လိုင်းရေးလုပ်နေတဲ့အခါမှာကျွန်တော်တို့ရဲ့အာဒီအိနေဂျင်နိုင်ငံတွေရဲ့တုတ်ပြန်မှုဘာဝင်မှုကလည်းအင်မတန်မဟိုအရေးကြီးတဲ့ကဏ္ဍမှာပါဝင်နေပေါ့နော်ဆိုတဲ့အခါကျတော့အိနေဂျင်နိုင်ငံတွေရဲ့ဟိုဒီတော်လိုင်းရေးပေါ်မှာတုတ်ပြန်မှုတွေတုံ့ပြန်မှုတွေကိုရောဆရာဘယ်လိုမျိုးသုံးသပ်လဲပေါ့နော်အဲပြီးတော့ဒီဘယ်နိုင်ငံရဲ့ဆောင်ရွက်ချက်ကိုရောဆရာအနေနဲ့အားအရဆုံးဖြစ်မလဲအားလုံးထင်တာမြင်တာရှိတာ ਨੇ ပြောရမယ်ဆိုရင်တော့ အဲကျွန်တော်တို့လက်ရှိအင်ဒီနာချင်းနိုင်ငံတွေကကျွန်တော်တော်လန်ရေးအင်အားစုတွေပေါ်မှာတော့တိတ်တော့ fine မနေဘူးနော်အဲ့လိုပဲခြုံပြောရမှာပေါ့ဒါပေမဲ့ဒီတစ်တုံညာနေ့ခွနောက်ပိုင်းဆိုပူတည်တာလေဗျာကျွန်တော်တို့ဒီတော်လန်ရေးအင်အားစုတွေပေါ်မှာသူတို့ပြောတဲ့စကားတွေနိုင်ငံတကာရဲ့ဒီအင်ဒီချင်းတွေပေါ်အထူးသဖြင့်ဒီအာဆီယံနိုင်ငံတွေဒေါ်လာကောင်းကျွန်တော်တို့အင်ဒီနာချင်းနိုင်ငံတွေဒေါ်လာကောင်းသူတို့ရဲ့လေးတန်းတုံးကာလာတွေကဟိုပြောင်းလဲလာတယ်ပေါ့နော်အရင်တော့ကတော့အာဘာစကားစားမှာစကားစားစကားစားမှာစကားစားဆိုတဲ့အနေထားနေပြီးတော့ အဲစားကစားလို့လည်းမသုံးတော့ဘူးတော်လိုင်းအင်အားစုခဲကဘယ်ဟိုဟာအဲ့လိုမျိုးအတုံးတုံးတွေကစားတော့တိတာလာတယ်ဒါကကျွန်တော်တို့တော်လိုင်းအင်အားစုတွေသူအဲ့အီလီနာကျင်းနိုင်နေတာဒါအချစ်လို့တော့မဟုတ်ဘူးဒါအရှိတရားပဲကျွန်တော်တို့ရဲ့ဟိုရှေ့မှာပေးဆက်ခဲ့တဲ့ကျွန်တော်တို့ရဲ့ရဲဘော်တွေကျွန်တော်တို့ရဲ့ပေးဆက်ခဲ့တဲ့ energy တွေအချိန်တွေအင်အားတွေကျွန်တော်တို့ရဲ့ခံရင်ချက်တွေဒါတွေရဲ့အပြီးပွင့်တွေလည်းကျွန်တော်ခံစားရပါပဲပေါ့နော်ဆိုတော့ဒေလန်တုံးကလာတွေပြောင်းလဲလာတယ်ရှိတယ်နောက်ဆုံးစားကစားကိုထောက်ခံပါတယ်ဆိုရင်တောင်မှစားကစားနဲ့ အာ deal ဖြစ်တဲ့စကားစားနဲ့အဆင်ပြေတယ်လို့ခင်ရတဲ့အင်းကြီးနိုင်ငံတွေတော့မှခုနောက်ပိုင်းဆိုဒေသန်လေးကတိတိတသာပြောင်းလာတယ်ကျွန်တော်တို့သတိထားမိရပါတော့ဟုတ်ကဲ့ပါဆိုရဲခါကျတော့ဒီအာပြည်သူတွေနဲ့အထူးသဖြင့်ဒီနိုင်ငံတကာပေါ့နော်အင်းကြီးနိုင်ငံတွေကိုဆရာရဲ့ဟိုတော်လှန်ရေးမျှော်မှန်းချက်နဲ့ချိတ်ဆက်ပြီးတော့မှဟိုဘယ်လိုသတင်းစကားတွေဟိုပါကြပါတယ်လဲရှင်ကျွန်တော်တို့အားလုံးကဟိုမတူညီတဲ့ခေါင်းစဉ်တွေမတူညီတဲ့အဝန်အဝိုင်းတွေမတူညီတဲ့ ဟိုခုနလူမျိုးဘာသာဘာညာပေါ့နော်အကုန်လုံးကနေကျွန်တော်တို့ဆင်းသက်လာတယ်ဒီနေရာတစ်ခုမှာတုံတယ်ပြီးတော့ဒီကနေကျွန်တော်တို့သွားရမယ်ပန်းနိုင်ပြီးတူတယ်ဆိုရင်ကျွန်တော်တို့မှာပြဿနာပေါင်းစုံလည်းရှိမယ်အခက်ခဲပေါင်းစုံလည်းရှိမယ်ကရောက်ကစားဖြစ်ရတာလည်းရှိမယ်ရမ်းဖြစ်ရအခက်မသိရင်တယောက်နဲ့တယောက်ထအထိုးမတက်အလိုဖြစ်တာတွေလည်းရှိမယ်ဒါပေမဲ့အဓိကလည်းတာမညာပေါ့နော်ဘယ်ဟာဒီအဓိကကြရဘယ်ဟာဒီဟိုတာမညာဆိုတာကိုတေချာခွဲခြားပြီးတော့ကျွန်တော်တို့စုစုစည်းစည်းနဲ့သွားနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ပန်းနိုင် ိုအမြန်ဆုံးနဲ့အောင်အောင်မြင်မြင်ချောချောမွေ့မွေ့နဲ့ရောက်မှာပေါ့နော်အဲ့ဒါအတိသာလဲကျွန်တော်တို့ရဲ့အဓိကဖြစ်တယ်ဆိုတာကိုမမေ့စေချင်ဘူးပင်ပန်းတာတော့ကျွန်တော်တို့ကိုယ်တိုင်လည်းပင်ပန်းတယ်ဗျာတကယ်ကျွန်တော်တို့မှမဟုတ်အားလုံးပါပဲဒီဒီတော်လိုင်းမှာကဏ္ဍပေါင်းဆောင်တွေထောက်ဖို့ဆိုနေထောက်ဖို့လျောက်စစ်သားဆိုနေစစ်သားလျောက်ပေါ့နော်အများကြီးဒီတော်လိုင်း influencer တွေဆိုနေအဲ့ရလျောက်ပေါ့နော်အများကြီးပဲပင်ပန်းကြတယ်ဟိုစိတ်တွေကဒီလေးလေးကြောင်ငါးနဲ့ဆိုတဲ့အချိန်တစ်ခုက အာရုပ်ပြကျင့်တာဘာမှမကြသလိုဆိုပေမဲ့လည်းဝင်ကြီးကြီးတခုထမ်းထားတဲ့လူတွေတွေ့ကြတော့ဒါကြီးကတော်တော်ကြာတယ်လीနော်ဟိုပင်လဲတော်တော်ပင်ပန်းလာကြပြီအဲအဲ့ဒါကိုလည်းနားလဲတယ်ဒါပေမဲ့ကျွန်တော်တို့ကျွန်တော်ဒီဘက်ကကျွန်တော်ရဲဘော်တွေနဲ့ကျွန်တော်တို့အများအားပြောနေကြစကားတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီငရဲဒီငရဲတွေကိုကျွန်တော်တို့ကကြည်ကြည်နက်နက်နဲ့ခုံစင်းခဲ့ကြပြီးဆိုတော့ပူရယ်ပူရယ်လို့ပြောမိပြနေကျွန်တော်တို့ကအဲ့ဒါကိုခံယူချက်ပေါ်ကိုမခိုင်မာတာပဲဘောနော်အဲ့လိုပဲကျွန်တော်တို့ကတွေ့တယ် ဆိုတော့ကျွန်တော်တို့ရဲ့ပန်းတိုင်ကတော့နိုင်တဲ့အထိတို့မဟုတ်သေးတဲ့အထိပဲအဲ့နှစ်ခုပဲရှိတယ်ကျွန်တော်တို့ကတကယ်လည်းရင်ထဲကနေဟိုဟာဖြစ်တဲ့စကားပါကျွန်တော်တို့မှာကျွန်တော်တို့တကူစားပေါ့နော်အနာကတ်ဆိုတဲ့လူငယ်ပြောက်ရဲ့ဘဝတိုးတက်ရေးလမ်းကြောင်းဆိုတဲ့ကိစ္စတွေတိုးတက်ရတိုးတက်ကြောင်းဆိုတဲ့ကိစ္စတွေကျွန်တော်တို့မှာအဲ့လောက်အများကြီးလည်းမရှိတော့ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့မျက်စိရှိမှတည်သွားတဲ့ကျွန်တော်ရဲဘော်တွေလည်းမနှဲတော့ဘူးတို့လည်းဖြစ်ချင်ပါပဲပြောချင်တာလေအဲကျွန်တော်တို့ဒီလူငယ်တယောက်ရဲ့အကောင်းဆုံးသော အချိန်တွေမှာအကောင်းဆုံးတော့အခွင့်အလန်းတွေနဲ့ကျွန်တော်တို့တက်လန်းကျင်တာကျွန်တော်တို့တက်လန်းကျင်တယ်လို့သူတို့လည်းတက်လန်းကျင်မှာပဲပေါ့နော်ဆိုတော့ဒါပေမဲ့သူတို့တက်လန်းခွင့်မရတော့လမ်းခုလမှာသူတို့ပြတ်ချန်ခဲ့တယ်ကျွန်တော်တို့ရှင်ကျန်နေတဲ့ကောင်တွေကလည်းသူတို့ရဲ့မပြီးဆုံးတဲ့တာဝန်တွေကိုကျွန်တော်တို့ဆက်ပြီးတော့ကိုနိုင်ရနိုင်ရနေပြီးတော့ကျွန်တော်ဆက်ပြီးတော့ထမ်းဆောင်သွားမယ်ပေါ့နော်ဒီလောက်ပဲဒီထက်ပိုပြီးတော့လည်းကျွန်တော်တို့မှာဘာမှညှော်လင့်ထားတာမရှိဘူးပေါ့နော်ကိုတကူစားပေါ့အဲ့တိုင်းပဲကျွန်တော်တို့ဆက်သွားနေမှာ ဟုတ်ကဲ့ပါဆိုတော့အခုလိုမျိုးချက်တဲ့အခြေအနေမှာဟိုဆရာလိုမျိုးအမှုပညာကိုယူသွပြီးတော့မှဝါသနာပါပေမဲ့လည်းပဲဒီအခြေအနေကြောင့်မလို့မလုံနိုင်တဲ့လူငယ်လေးတွေအမြောက်များရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုလူငယ်လေးတွေကိုဆရာရဲ့ဒီအမှုပညာပေါ်မှာဆရာရဲ့အတွေ့အကြုံနဲ့အကြံပြုချက်လေးလည်းကြားပါရစေရှင်။ဟုတ်ဟုတ်ကဲ့အရင်တော့မှတော့ပေါ့နော်ဒီအာနာသိန်းစဖြစ်ပြီးကျွန်တော်တို့ဒီ2022 23လောက်ထိကျွန်တော် ကျွန်တော်စိတ်ထဲမှာအဲ့လိုစကားစလက်အောက်မဟုတ်ရင်စကားစရဲ့ဘောမှမဟုတ်ရင် fine တယ်သိရမလားစကားစဘောမှမဟုတ်တာတခုတည်းနဲ့တင်မင်းဘာလို့လို့အကုန် fine တယ်မင်းသိရမလား music ပဲလို့လို့ဟာဒီ art နဲ့ပတ်သက်တဲ့ဘာပဲလို့လို့အင်ပြေတယ် art quality မီတာမမီတာတစ်ပိုင်းပေါ့ဒါပေမဲ့ခုနောက်ပိုင်းကျတော့ဘာတွေးမိလာလဲဆိုတော့ဒီ dollar ရေးတဲ့ဟိုပါမလာပဲနဲ့တောင်းမျိုးမျိုးကြောင့်စကားစရဲ့ချင်းချုံမှုအောက်မှာရှိနေတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုလူတွေတော့ကျွန်တော်တို့အပြစ်လည်းမပြောသလို attention လည်းမပေးရင်တော့ဒါကျွန်တော်လွတ်လပ်ခွင့်လိုပဲကျွန်တော်ထင်တယ်ပေါ့နော်ဟို ဘာလို့လဲဆိုတော့သူတို့ဖိုက်နဲ့သူတို့ကံပဲလို့ပဲကျွန်တော်ထားလိုက်တော့လာ။အဲဆိုကျွန်တော်တို့မှာဒီဘက်မှာကျွန်တော်တို့ဦးစားပေးရမယ်ကျွန်တော်တို့ရဲဘော်တွေကျွန်တော်တို့ထားပါတော့စစ်ကြောင်းတွေတော်လိုင်းတက်တွေကျွန်တော်တို့ရောက်သွားတဲ့ချိန်ကျရင်ကျွန်တော်တို့ထက်မိုက်တဲ့ rubber တွေလည်းအများကြီးတွေ့တယ်လား။ကျွန်တော်တို့ထက်တကယ် quality ပြီးပြီးတော့တကယ် skillful ဖြစ်တဲ့ artist ဒီ artist ဆိုတာထက်အဲ့လို musician ပေါ့နော်။ music သမားတွေအချင်းလှုပ်နေတဲ့ကောင်တွေတီအိုဖိုဖြစ်နေတဲ့ကောင်တွေရဲပေါ်ကြီးအများကြီးပဲတချို့ဆိုရင်ကြာသွားပြီအဲ့လိုကောင်တွေပဲကျွန်တော်တို့ဦးစားပေးနေပေါ့ကျန်တဲ့ဒီတော်လိုင်းထဲကိုပါမလာပဲနဲ့ဟိုဖက်လည်းမဟုတ်ဒီဖက်လည်းမဟုတ်ဈာနေပါညာဆိုတော့အဲ့လိုလူတွေကြတော့ကျွန်တော်တို့အရင်ကြီး attention မပေးကြတော့မင်းလုံနိုင်စွမ်းရှိရင်လုပ်ပေါ့ဒါပါပဲလုံနိုင်စွမ်းမရှိလည်းမင်းထိုင်နေမင်းကံပေါ့အဲ့လောက်ပဲကျွန်တော်တို့တွေးကြတော့ဆိုတော့ကျွန်တော်တို့မှလည်းအဲ့လောက်ကြီးဟိုတာဝန်လည်းရှိမနေဘူးလို့ခံစားရတယ်။ကျွန်တော်တို့ယူထားတဲ့တာဝန်စီဒီတော်လိုင်းလေးဆိုတဲ့ခေါင်းစဉ်အောက်မှာဆက်နွယ်နေသမျှမိမမင်းဘာကောင်ပဲဖြစ်ဖြစ် ငါတို့မင်းတော်လိုင်းရေးခံရစစ်မှန်နေသူတွေမင်းမပါလို့ကျန်တယ်ငါတို့မပါလို့ပေးလို့ရတယ်ဆိုတော့အဲ့ဒီအပိုင်းကိုပဲကျွန်တော်တို့ပို့ပြီးတော့ဦးစားပေးဖြစ်တယ်ပေါ့ကျန်တဲ့အပိုင်းကိုကျွန်တော်ခေါင်းထဲမှာသိပ်မထည့်နိုင်တော့ဘူးကိုယ့်ရဲ့ဟိုလုံနိုင်စွမ်းဆိုတော့ဘောင်တွေကနေပဲကျွန်တော်ကိုယ်နိုင်တဲ့လောက်ထမ်းပြီးသွားတာကောင်းပါတယ် ော့အဲ့လောက်ပါပဲဟုတ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆိုတော့အာဒီနေ့ကျွန်တော်တို့ရဲ့ဘေးညံချင်းအစီအစဉ်ကတော့ဒီမှာပဲအာရန်နာလိုက်ပါမယ်ရှင်ကျွန်တော်တို့အာဒီ The Galactan Post မှာလာရောက်ပြီးတော့မှကျွန်တော်တို့မေးမြန်းမှုအစီအစဉ်မှာပါဝင်ဖြေကြားပေးတဲ့ဆရာမင်းလူကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်လေးကျေးဇူးတင်ပါတယ်